ကဘာကျော်ကနဝင်တပုတ်ဖြစ်တဲ့ဒူခေအမိုကင်ဘတ်ဒီဆုံငတ်ကိုတက်ပြတ်ခြင်းစာအုပ်ရဲ့ဇလံအနှစ်ချုပ်ကိုဖတ်ပြပါမယ်ဇလံအချင်းနှစ်နောက်ကန်သမိုင်းဒီဇလံဟာ1933ခုနှစ်ကနေ1935ခုနှစ်အထိစီးပွားပြက်ကာလအမေရိကန်ပြည်ထောင်စုအလာဘားမားပြည်နယ်မေကွန်ဆိုတဲ့မြို့လေးမှာအခြေတည်ထားပါတယ်ဇလံကိုအတ္တိကဆက်ကောင်ဖြစ်တဲ့စကော့ဖင်ဆိုတဲ့ကောမလေးက ပြန်လည်ပြောပြနေတာဖြစ်ပြီးဇလန်အစမှာသူမအသက်6နှစ်အဆုံးမှာ7နှစ်ရှိပါပြီသူမရဲ့ဖခင်အဒီယဖင်ကတော့7နှစ်တရောက်ဖြစ်ပြီးဇနီးရဲ့ဆုံးမသွားလို့ဒါသမီးနဲ့ရောက်ဖြစ်တဲ့စကော့ဂျင်တို့နဲ့အတူအိမ်အကူအမျိုးသမီးကြီးကယ်ပူဒီယာနဲ့နေရာဒီရောက်တိုင်းလာလေတက်တဲ့တငယ်ချင်းဒေးရဲ့နဲ့အတူနေထိုင်ကြပါလေစကော့ဟာဒီနှစ်နှစ်တာကာလအတွင်းမှာသူမရဲ့ဖခင်နဲ့ ကိုတွေ့ဖြစ်ရိုက်တွေကတဆင့်ဘဝသင်္ကန်းစာကြီး၄ခုကိုသင်ယူခဲ့ရပါတယ်။သင်္ကန်းစာ၁ကိုချင်းစာတရားစကော့ရဲ့ပထမဆုံးသင်္ကန်းစာကတော့တပားသူရဲ့ဖက်နှက်ကိုစီးမကြည့်သရွေ့သူတို့နေရာမှာဝယ်မခံစားကြည့်သရွေ့သူတို့ကိုနားလည်နိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ဒီအချက်ကိုသူမတို့အနေချင်းဘိုးရက်လေးနဲ့ပတ်သက်ပြီးသင်ယူခဲ့ရပါတယ်။ဘိုးရက်လေးဟာအင်တဲက အိမ်ပြင်လုံးဝထွက်မလာတဲ့ဒုတူးလူစံတယောက်ပါကလေးတွေက သူ့ကိုတရေတစေလိုကြောက်ကြပြီးကြွက်တွေကြောင်တွေကိုဖန်းစားတတ်တဲ့အယုတ်ဆိုးအကြီးတန်းလူသက်ကောင်ကြီးလို့ထင်နေကြတယ်တကယ်တော့ဘိုးဟာငယ်ရွယ်စဉ်ကပြဿနာအနေငယ်တက်ခဲ့ဘူးလို့သူ့အဖေရဲ့အိမ်အကျယ်ကျုပ်ချထားခြင်းကို ခံခဲ့ရသူအခုချိန်မှာအကိုဖြစ်သူနဲ့နေထိုင်နေရတဲ့အထူးကျန်သမားတယောက်သာဖြစ်ပါတယ်ဇလန်တလျှောက်မှာ ဘိုးရက်လေးဟာကလေးတွေကိုတပင်အကောင့်ပေါက်တဲကနေ မုတ်တွေပတ်စံတွေဖတ်ပြီးလက်ဆောင်ပေးလေးရှိသလိုတညမှာကလေးတွေအင်းဒီချင်းမီလောင်တာကိုထွက်ကြည့်ရင်အေးခဲနေတဲ့အချိန်မှာစကော့မတိလိုက်ခင်မှာပဲသူမကိုဆောင်းလာခြုံပေးခဲ့ပါသေးတယ်ကလေးတွေက သူ့ကိုကြောက်စရာကောင်းကြီးလို့ထင်နေပေမဲ့တကယ်တမ်းသူဟာတိမ်မွေ့ပြီးကျဉ်တတ်သူဆိုတာကို နောက်ပိုင်းမှတပြေးပြေးသိလာကြပါတယ် သင်ငန်းစာနှစ်အပြစ်မဲ့သူကိုမပြတ်စည်းခြင်းမကင်ဘတ်ဒါကစာအုပ်ရဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်အတိယကပုခလေးတွေကို လေတနက်လက်ဆောင်ပေးတဲ့အခါပြစ်ချင်တာပြစ်ဒါပေမဲ့မကင်ဘတ်ဒေဆုငတ်တွေကိုတော့မပြစ်ရဘူးအဲ့ဒါအပြစ်ကြီးတယ်လို့မှာပါတယ်ဘာလို့လဲဆိုတော့ဒီငှက်တွေဟာလူတို့ရဲ့စိတ်ခင်းတွေကိုမဖြတ်စည်းဘူးလူတွေကိုဒုက္ခမပေးဘူး တခြင်းဆိုပြီးဖြိုဖြေုံကလွဲလို့ဘာအပြစ်မှမရှိတဲ့တတ္တဝါတွေမှုလို့ပါပဲဒီစကားဟာအာနွယ်သူ အပြစ်ကင်းစင်သူတွေကို အနိုင်မကျင့်ရဘူးဆိုတဲ့အတိတ်ပဲကိုဆောင်းပါတယ်အမှုအခင်းနဲ့တရားမျှတမှုတိုက်ပွဲဆက်လန်းရဲ့ဒုတိယပိုင်းမှာတုံရိုဘင်ဆန်ဆိုတဲ့လူမဲအမျိုးသားတစ်ယောက်ဟာမေယလာအီဝဲဆိုတဲ့လူပြူအမျိုးသမီးကိုမရင်ချင်ပါတယ်လို့မတရားဆွဆွဲခံရပါတယ် မြုပ်ကံအများစုကလူမျိုးရေးခွဲခြားကြပေမဲ့ဖခင်ဖြစ်သူအတိယက်ကတွန်ရိုဘင်ဆန်ဘက်ကနေရှင်းနေလိုက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအတွက်အတိယက်နဲ့သူ့ကလေးတွေဟာမြုပ်ကံတွေရဲ့ဝိုင်းပယ်တာ လောင်ပြောင်တာတွေကို ခံရပါတယ်။အတိယက်ကကလေးတွေကို နိုင်မယ်မထင်ပေမဲ့အဆုံးထိမလျှော့တော့စွဲနဲ့ကြိုးစားတာကမှတကယ်တည်းအစ်စ်ဆူတာကို သင်ပေးခဲ့ပါတယ်။ တရခွင်မှာအတိယကသတ္တိအထောက်အထားတွေနဲ့တုံအပြစ်မရှိကြောင်းသတ္တိပြနိုင်ခဲ့ပါတယ်။ဥပမာတရလူအမျိုးသမီးရဲ့ဒဏ်ရာတွေကညာဘက်မျက်နှာမှာရှိနေပေမဲ့တုံကဘယ်လက်မတန်ပါဘူး။တရလူရဲ့အပေးဘော့ဤဝဲကမှဘယ်တန်ဖြစ်ပြီးသမီးဖြစ်သူကိုရိုက်နှက်ခဲ့တာဖြစ်နိုင်ကြောင်းဟောထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနေစရာကောင်းတာကလူမျိုးရေးခွဲခြားမှုကြီးစိုးတဲ့ ဂျူရီလူကြီးတွေဟာအပြစ်မရှိတဲ့လူမဲတုံကိုထောင်တန်ချမှတ်လိုက်ပါတယ်။ကလေးတွေဟာဒီမမျှတမှုကြီးကိုကြည့်ပြီးစိတ်ထိခိုက်ကအဝရဲ့အဆိုးရွားဆုံးအချမ်းကိုမြင်တွေ့လိုက်ရပါတယ်။စက်သိန်းကတရက်လူရဲ့အပိတ်ပေါ့ဂျီဝဲဟာတရက်ခွဲမှာအဆက်ခွဲခံလိုက်ရတာကြောင့်အတီးရက်ကိုအမြူထားပါတယ်။ဘောလုံးဝင်းညမှာကလေးနှစ်ယောက်အိမ်ပြန်လာတဲ့လမ်းမှာပေါ့ဂျီဝဲက ဒါနဲ့လက်ချိုးပါတယ်ဂျင်းလက်ချိုးသွားပြီးဒေလူမျိုးပါဖြစ်နေချိန်မှာပဲဘိုးရက်လီအိမ်တဲခန့်နဲ့မထွက်တဲ့လူထူးစန်းကြီးထွက်လာပြီးကလေးတွေကိုကယ်တင်လိုက်တာကြောင့်ပေါ့ဤဝဲသိဆုံးသွားပါတယ်ရေမူကပေါ့ဤဝဲဟာသူ့ဓာတ်ပေါ်သူ့လဲပြီးသိဆုံးသွားတယ်လို့အမှုပိတ်ပေးလိုက်ပါတယ်တကယ်လို့သာဘိုးရက်လီကကယ်လိုက်တာပါလို့တဲ့ရင်ထုတ်ပြန်လိုက်ရင် မြို့ခံတွေကဘိုးကိုဝိုင်းပြီး သူရဲ့အကောင်လုတ်ကြပါလိမ့်မယ်။ဒါပေမဲ့လူကြောက်တတ်တဲ့ဘိုးအတွက်ကတော့ဒီလိုလူတွေအများကြီးရဲ့အာယုံဆိုင်ခံရခြင်းဟာနှိမ့်ဆက်ခံရတယ်လို့ဖြစ်နေပါလိမ့်မယ်။ရဲမှုရဲ့ဒီဆုံးဖြတ်ချက်ဟာမုတ်ကင်းဘတ်အပြစ်မဲ့သူကို မတက်ချင်းတမျိုးပဲဖြစ်တယ်လို့စကော့နားလည်လိုက်ပါတယ်။နီကိုစကော့ဟာဘိုးရက်လေးကိုအိမ်ပြန်ပို့ပေးပြီးတဲ့နောက်ဘိုးရဲ့အေးစိဝရန်တာကနေသူတို့အိမ်ဘက်ကို ြန်လှမ်းကြည့်လိုက်ပါတယ်အဲ့ဒီအခါကျမှဒူမတို့မော်နမတို့ကစားနေကြပုံလှူရှားသွားလာနေကြပုံတွေကိုဘိုးရဲ့မျက်လုံးကနေတဆင့်ဘိုးရဲ့နေရာကနေပြန်ပြန်ရောက်ကြည့်မိပြီးဖခင်ပြောခဲ့တဲ့သူတို့ဘာနေရာကနေဝင်ကြည့်မှနားလည်မယ်ဆိုတဲ့သင်ခန်းစာကိုအပြည့်အဝသဘောပေါက်သွားပါတော့တယ်